ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဆောင်ခရမ်ရေကစားပွဲတော်အတွင်းလမ်းမတော်တဆမှုတွေကြောင့်လူ253တေဆုံးခဲ့တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။ဒီအရေးအတွက်ဟာပြီးခဲ့တဲ့နှစ်ကာလတူအတွင်းတေဆုံးသူအရေးအတွက်နဲ့နှိုင်းရှင်မာက12ရာခိုင်နှုန်းရောကြခဲ့တာဖြစ်ပါတယ်။ဆောင်ခရမ်အားလည်းရဲ့ကာလရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ဧပြီ18ရက်မှာလမ်းမတော်တဆမှု148မှုတရားရသူ145ဦးနဲ့တေဆုံးသူ22ဦးရှိခဲ့တယ်လို့လမ်းလုံခြုံရေးစင်တာကဧပြီ19ရက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့် ောက်ဧပြီ17ရက်ကနေ18ရက်အတွင်းလမ်းမတော်တဆောင်းမှုစုစုပေါင်း1538မှုဖြစ်ပွားခဲ့ပြီး253ဦးသေဆုံးက1495ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်အခုနှစ်ဆွန်ခရန်ပွဲတော်ကာလအတွင်းဖြစ်ပွားခဲ့တဲ့လမ်းမတော်တဆောင်းမှုတွေဟာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့မတော်တဆောင်းမှုတွေနဲ့နှိုင်းယှဉ်မှာက24တသမ800ခန့်ရောကြခဲ့တဲ့အတွက်သေဆုံးသူနဲ့ဒဏ်ရာရသူအရေအတွက်လည်းရောကြခဲ့တယ်လို့သိရပါရယ်